။ဆရာကြီးဦးကျော်ကျော်လှိုင်ကတော့ပြီးခဲ့တဲ့အပတ်ကဝီချင်းနဲ့ပတ်သက်ပြီးတော့မှလොမြောက်မှုရရန်ဆိုတဲ့ကောင်းစင်နဲ့ဆွနေပေးခဲ့ပြီးတော့မှဥပဒေသားနှစ်ကိုတော့ဆက်လက်ပြီးတော့ဒီဘက်မှာဆွနေပေးမှာဖြစ်ပါတယ်။ ေးတဲ့ဘက်ကတော့ဆရာကြီးကငွေကြီးနဲ့ပတ်သက်ပြီးတော့ဗောနော်လွန်မြောက်မှုရရန်ဆိုတဲ့ခေါင်းစဉ်မှာဥပဒေသားတစ်ကိုဆရာကြီးကဆွနေပေးခဲ့တယ်။ဒီတစ်ပတ်မှာတော့ဆရာကြီးကဥပဒေသားနှစ်ကိုဗောနော်ဆက်လက်ဆွနေပေးမယ်ဆိုတော့ဘယ်လိုမျိုးတွေပါဝင်လဲဆိုတာလည်းပြောပြပေးပါအောင်ရှင်။ဟုတ်ပါတယ်။ဇူလိုင်နဲ့ပြီးရဲ့ရဲတော်ပါတော့။ငွေကြီးကနေလွန်မြောက်မှုရရန်။ငွေကြီးကလွန်မြောက်မှုရတယ်ဆိုတာကတော့ဘာလဲလို့ရှင်းအောင်ပြောရရင်တော့ ဘဝမှာငွေကြေးနဲ့ပတ်သက်လို့ပူပင်ရမလို့တဲ့ဘဝပေါ့နော်ဟုတ်ကဲ့ပါငွေကြေးနဲ့ပတ်သက်လို့ပူပင်နေရတယ်ဆိုရင်လွတ်ပြောက်မှုကဘယ်ရတော့မလဲငွေကြေးနဲ့ပတ်သက်လို့အပူပင်ကျင်းတဲ့ဘဝဘယ်လိုရအောင်လုပ်မလဲဟုတ်ကဲ့ပါဆရာအဲ့တော့ငွေအကြောင်းနဲ့ပတ်သက်လို့သိဖို့လိုတယ်ဒါနဲ့ပတ်သက်ပြီးတော့ဥပဒေသားတက်ငွေကိုရဖို့ကောင်းနေမှာမစဉ်းစားပါနဲ့ငွေကိုကရိယာတခုလို့အသုံးချနိုင်အောင်စဉ်းစားပါလို့ဒါဥပဒေသားတက်ဆရာပြောခဲ့တယ်ဟုတ်ကဲ့ပါဆရာငွေကြေးနဲ့ပတ်သက်ပြီးတော့ပူပင်ဆရာ မလိုတဲ့ဘဝကိုရချင်ရင်တော့ဥရဒာနှစ်ကတော့ငွေမရှာခင်ပညာသင်ပါလို့ဆရာပြောချင်ပါတယ်ဟုတ်ကဲ့ပါဆရာလူတိုင်းလူတိုင်းဟာပတ်စံကိုမြန်မြန်လိုချင်ကြတယ်ဟုတ်ပါတယ်ဆရာငွေကိုမြန်မြန်လိုချင်ကြတယ်ဒီနေ့စပြီးတော့အလုပ်လုပ်တယ်ကျောင်းကအောင်လာတယ်ဘွေးရတယ်အလုပ်တစ်ခုရတယ်ဒီနေ့အလုပ်ထဲဝင်လာတယ်မနေ့ကတခါလေရာထူးတိုးချင်တယ်ဟုတ်ကဲ့ပါဆရာ။ငွေစဝင်လာတဲ့မနက်ဖြန်ကိုချမ်းသာခြင်းနဲ့တဘာဘာကြီးကအဲ့ဒီလိုမဟုတ်ပါဘူး။ဟုတ်ကဲ့ ဘဘဝရေးကဘယ်ရမစိုးအချိန်ပေးရပါမယ်အားစားရပါမယ်တခြားမကြည့်ပါနဲ့တပြင်းဆိုင်ကြည့်သမားမျိုးစီလေးကိုနော်ပေါင်းထဲမှာမြုပ်ပြီးတော့ထားကြည့်သမားအဲ့ဒီမျိုးစီလေးကတပတ်လောက်နေရအောင်ထွက်မလာသေးဘူးဟုတ်ကဲ့ပါဆရာဒါပေမဲ့မျိုးစီကမထွက်တော့ဘူးလို့ပြစ်ထားလို့လည်းမရပါဘူးမမှန်လေးရေလောင်းပေးရမယ်အချိန်တပတ်လောက်နေမှအဲ့ဒီ မျိုးစီလေးကအပင်လေးစထွက်တာပါဟုတ်ပါတယ်ဆရာဟုတ်အဲ့ဒီအပင်ကနေပြီးတော့နော်လာပေါင်းများစွာကြာမလာအတိအပွင့်ကိုခံစားရတာပါဟုတ်ကဲ့ပါဆရာအဲ့တော့ဆရာတို့ကကြာတော့အဲ့လိုမဟုတ်ဘူးခုဟာကဟာဒီနေ့အလုံးလုံးမယ်ဒီနေ့ငွေရှာမယ်မနေ့မှချမ်းသာရတယ်တဘာဝနဲ့မကိုက်နေပါဘူးဟုတ်ပါတယ်ဆရာဟုတ်ဒါကလည်းထူးဆန်းတော့မဟုတ်ပါဘူးဘာလို့ကုတ်ပဝင်းကြပါလူတွေကအင်းကြီးငေါလုံးနဲ့နေနေတယ်ကာကြီးကာကောင်းနေစီးနေကြတယ် ငွေတွေတုံးနေကြတော့ကိုလည်းအဲ့လိုတုံးနေတာပေါ့ဟုတ်ပါတယ်အဲ့တော့စိတ်တွေကတော့နော်ငွေရဖို့ပဲစဉ်းစားလာတာပေါ့အတိတ်ကတော့ဘာလဲလို့ပြောလို့ရှိရင်ငွေကိုရှာတဲ့အချိန်မှာငွေမရှာခင်မှာကို့မှာအတတ်ပညာအသိပညာပြည့်စုံအောင်ရင်လုပ်ရပါမယ်ဟုတ်ကဲ့ပါမလုပ်ခဲ့ဘူးလို့ဆိုလို့ရှိရင်တော့ငွေရလာရင်တော့မှအဲ့ဒီငွေကိုထိမ့်သိမ့်မှုခက်ပါလိမ့်မယ်တကယ်တော့ငွေရှာတယ်ဆိုတာလူတိုင်းပဲငွေရအောင် ရှာနိုင်ကြပါတယ်အဲ့ဒီငွေကိုထိမ့်သိမ့်မှုအဲ့ဒီငွေကိုတိုးဝအောင်လုပ်ဖို့သာအားနည်းနေကြတာပါဟုတ်ကဲ့ပါဆရာကမ္ဘာပေါ်မှာကြည့်လိုက်မယ်လို့ဆိုရင်လဲဆရာတို့အင်တာနက်တွေမှာပဲကြည့်ကြည့်နော်အဲစာတွေလည်းဖတ်ဖို့မှာပေါ့တချို့တွေထီပေါက်တယ်ပွေတွေအများကြီးရတယ်ဟုတ်ကဲ့ပါဆရာခဏပဲငွေတွေကုန်သွားပြီးတော့လက်ရှိဘဝကိုပြန်ရောက်သွားတာပဲဟုတ်ကဲ့ပါဆရာ တချို့လည်းပဲအမွေတွေအများကြီးရတယ်မိဘအမွေတွေရပြီပဲလို့မိဘအမွေတွေကိုထိမ့်သိမ်းတာတိုးပေါင်းအောင်လုပ်တာမလုပ်နိုင်ကြဘူးဒါကြောင့်မလို့ဆရာတို့ကဘာဖြစ်လဲလို့ဆိုလို့ရှိရင်ငွေနဲ့ပတ်သက်တဲ့အသိပညာအရင်ရှာဖို့လိုတယ်ဟုတ်ကဲ့ပါဆရာဟုတ်အဲ့လိုထိပေါက်ပြီးတော့ငွေတွေဆုံးရှုံးသွားတဲ့အခါကျရင်သူအများစုကဘာပြောဒီကောင်ကဒီလူကကန်ဆိုးလိုက်တာကန်ဆိုးတာမဟုတ်ပါဘူး သူတို့မှာငွေနဲ့ပတ်သက်လို့အသိပညာမရှိတာဖြစ်ပါတယ်ဟုတ်ကဲ့ပါဟုတ်ဆရာတို့ဆရာတို့ကငွေနဲ့ပတ်သက်တဲ့အခြေခံချက်တွေကိုဆရာတို့လေ့လာသင်ကြားဖို့လိုပါတယ်ငွေနဲ့ပတ်သက်လို့ရှိရင်လည်းပဲဆရာတို့ရဲ့ခေါင်းထဲမှာငွေကိုဘယ်လိုတိုးပေါင်းလုပ်မယ်ဆိုတော့အကျင့်တွေလိုအပ်တဲ့ပညာတွေကိုသင်ထားဖို့ဆရာတို့လိုပါတယ်ဟုတ်ကဲ့ပါဆရာဟုတ်အကယ်၍သာဆရာတို့မှာအဲ့ပညာတွေသင်မထားရင် ဝင်လာတဲ့ငွေကလွတ်လပ်ပဲပြန်ထွက်သွားမှာပဲဟုတ်ကဲ့ပါဆရာအဲကြောင့်မလို့ငွေနဲ့ပတ်သက်လို့သိပညာလိုတယ်ငွေဟာလေ့ကျင့်မထားတဲ့လူငွေနဲ့ပတ်သက်လို့သင်ကြားမထားတဲ့လူလူထဲမှာခဏပဲနေတယ်ကုန်တာပဲဟုတ်ကဲ့ပါဆရာအဲကြောင့်မလို့ငွေရှာတဲ့ပညာကိုအရင်သင်ပါလို့ဆရာပြောခြင်းဖြစ်ပါတယ်ဟုတ်ကဲ့ပါအဲ့တော့ဆရာကဒီနေရာမှာဗာလိဥပမာပေးတယ်လေလို့ပြောရင်ကျလိုက်လဲပဲတိုင်မြင်ကြီးနေမြင်မှုတာပဲဟုတ်မြင်မှုပါရဲ့ဆရာအဲ့တော့တိုင်မြင်ကြီးကိုစောက်ပြီးလို့ဆိုရင် အဲ့ဒီမြေကြီးတူးတယ်မြေကြီးရဲ့မှာအောက်ခြေကိုစောင့်နေတာတခါလေကြားလို့ရှိရင်ဒီတိုက်ကြီးကမြေကြီးပေါ်မှာတက်လာပါအောင်မလားလို့တော့ထင်ရတယ်နော်အခြေအနေအများကြီးသုံးရတယ်ဟုတ်ကဲ့ပါဘာဖြစ်လို့လဲဆိုရင်အောက်ခြေခိုင်မှဒီတိုက်ကလည်းခိုင်လိမ့်မယ်ဟုတ်ပါတယ်အောက်ခြေခိုင်မှတိုက်ကိုမြင့်မြင့်စောင့်နိုင်မှာနော်စောင့်နိုင်မယ်ဟုတ်ကဲ့ဆရာအရေးကြီးတယ်နောက်တော့တစ်ပင်ကိုကြည့်အောင်တစ်ပင်ကြီးလာလေအမြင့်ကအမြင့်ကကြီးလေကြီးလေပဲဟုတ်ကဲ့ဆရာဟုတ် အမြင့်ကတေးနေမယ်ရိုက်နေမယ်ဆိုရင်ဒီတက်ပင်ဟာကြီးထွားဖို့ခက်လိမ့်မယ်ဟုတ်ပါတယ်ဒါကြောင့်မို့တက်ပင်အကြီးဖြစ်ဖို့ဟာအမြင့်ကကြီးဖို့လိုတယ်ခိုင်ဖို့လိုတယ်ဟုတ်ကဲ့ပါဆရာအကယ်၍တက်ပင်ရဲ့အမြင့်ကမခိုင်ဘူးဆိုရင်လင်လေးနေတိုက်တာလည်းမဖြစ်သွားဘူးတက်ပင်ဟာလဲသွားမှာပေါ့ဟုတ်ကဲ့ဆရာဒီလိုပဲငွေကြီးနဲ့ပတ်သက်လို့လည်းပဲငွေကြီးကိုအတုံးချတဲ့ပညာငွေကြီးကိုထိမ့်သိမ့်တဲ့ပညာတိုးပေါင်းတဲ့ပညာကိုသင်မထားဘူးလို့ဆိုရင် အခက်အခဲလေးတစ်ခုဖြစ်တာနဲ့ရှိတဲ့ငွေတွေကပါသွားမှာပေါ့ဟုတ်ကဲ့ပါကုန်သွားမှာပေါ့ဟုတ်ကဲ့ဘဝကြီးကဘာဖြစ်သွားလဲဆိုလို့ရှိရင်ပြိုလဲသွားမှာပေါ့ဒါကြောင့်မလို့ငွေကြေးတဲ့ပတ်သက်လို့အသိပညာအရင်သင်ပါလို့ဆရာပြောခြင်းဖြစ်ပါတယ်ဟုတ်ကဲ့ပါအဲ့တော့မင်းဆရာရှိပါတယ်ဂျိုလိုင်းကဘာတွေသင်ရမလဲဆရာသင်ပါလို့ပြောတယ်ဘာတွေသင်ရမလဲနံပါတ်1ကတော့ငွေဘယ်လိုစုမလဲဟုတ်ကဲ့ပါဆရာဆရာတို့သင်ဖို့လိုပါတယ် ဲ့တော့ငွေဘလို့စုမလဲလို့ပြောရင်တော့လူတိုင်းကတော့ပြောမှာပေါ့ဟာဆရာရဲ့ဘာခက်လို့လဲဘန်နဲ့သွားစုမှာပေါ့နော်အဲ့တော့ဆရာပြောကျင်တာကတော့ငွေဘလို့စုမလဲလို့ပြောရင်တော့ဘာကငွေချီဟုတ်ကဲ့ဆရာချီပြီးတော့ကိုလိုရင်းနဲ့ပြည်စီကိုအရင်ဝယ်လိုက်ဟုတ်ကဲ့ပါပြီးရင်တော့ဘန်ကိုပြန်ဆက်ဟုတ်ကဲ့ပါဆရာအဲ့ဒီပြန်ဆက်လို့ရှိရင်ဘန်ချင်းဝေကျေသွားတဲ့အချိန်မှာဒီပစ္စည်းကကိုလက်ထဲရောက်သွားပြီဒီပစ္စည်းရောင်းလိုက်ရင်လည်းကိုပတ်ဆက်ရမယ်တချိန်တည်းမှာပဲဘန်ချင်းဝင်ဆက်နေတော့ကိုတုံးလို့မရဘူးလားရပါတယ်ဒါကြောင့်မလို့ ဘယ်အရာမဆိုဘန်ကချင်းဝင်ရရင်ချင်းဝင်တဲ့ကဝယ်ပါငွေဘယ်လိုစုမလဲဆိုဘန်ကချီးပါဟုတ်ကဲ့ပါဆရာနံပါတ်1ငွေတွေကိုဆရာတို့ကဘယ်မှာရင်းနှီးမြှုပ်နှံမလဲသိဖို့လိုတယ်ဟုတ်ကဲ့ပါဆရာအဲ့တော့ဘယ်မှာရင်းနှီးမြှုပ်နှံမလဲဆရာရွှေဝယ်ရမှာလားမေဝယ်ရမှာလားအဲ့ဒီတော့ကမ္ဘာစီးပွားရေးပညာရှင်တွေကပြောပြီးသားပါရင်းနှီးမြှုပ်နှံမှုလောက်တဲ့နေရာမှာကိုကိုကိုရင်းနှီးမြှုပ်နှံလား ကိုယ့်ရဲ့အသိပညာကိုတိုးအောင်လုပ်တာကိုယ့်ရဲ့အတတ်ပညာကိုတိုးအောင်လုပ်တဲ့ယင်းဒီမြုပ်နှံမှုဟာအများဆုံးအမျက်ကိုရပါတယ်လို့ပြောပါတယ်ဟုတ်ကဲ့ပါဆရာအဲ့ဆိုရင်တော့ဆရာကိုကိုကိုပထမဆုံးယင်းဒီမြုပ်နှံမှာပါနော်ဒါပဲကိုကိုကိုယင်းဒီမြုပ်နှံဒါရင်းယင်းမြုပ်နှံမလဲဂျာမန်ကြီးကောင်းယင်းမြုပ်နှံမယ်ဟုတ်လားနောက်တစ်ခုကတော့ဘာလဲဆိုလို့ရှိရင်ဒီပတ်ဝန်းကျင်နဲ့လေတာဟာဇာတာဖြစ်အောင်နေတတ်ဖို့အရေးကြီးတယ်ဟုတ်ကဲ့ပါဆရာ ဆရာနှစ်ချက်ပြောသွားပါပြီနောက်ဆုံးအချက်ကတော့ဘာလဲလို့ပြောလို့ရှိရင်ကိုယ့်ရဲ့ငွေကြေးသုံးစွဲမှုတွေကိုထိန်းနိုင်အောင်အတတ်ပညာတွေကိုသင်ပါဟုတ်ကဲ့ပါလူတွေတော်တော်များများငွေသုံးတဲ့အခါမှာစိတ်ခံစားမှုနဲ့သုံးပါတယ်ဟုတ်ကဲ့ပါအွန်လိုင်းပေါ်မှာတက်လိုက်တယ်ရှော့သေးရောက်နေတယ်ဆိုရင်ဝယ်လိုက်ပါဟုတ်ဆရာဟုတ်ကဲ့ဒါနဲ့ဆရာတို့စဉ်းစားရမှာကိုယ့်အတွက်လိုသလားမလိုဘူးလားဆိုတာစဉ်းစားဖို့လိုပါလားဟုတ်ကဲ့ပါဆရာ ငွေ၃နိုင်၃နိုင်စိတ်ခံစားမှုနဲ့မသုံးပါနဲ့တည်တည်ချာချာတွက်ချက်ပြီးတော့မှလိုတယ်ဆိုမှဈေးဝယ်တာကိုလုပ်ဖို့လိုပါတယ်ဟုတ်ကဲ့ပါဆရာဒါကြောင့်မလို့ဒီလိုငွေကြေးပညာလေးကိုတတ်မယ်လို့ဆိုရင်လားကလေးနည်းနည်းရှိပေမဲ့လို့သူ့မှာငွေကြေးနဲ့အသိပညာကိုသင်ထားတဲ့အတွက်ကြောင့်သူဟာလားကအများကြီးရပေမဲ့လို့ငွေကြေးအကြောင်းကိုမသိရလို့တဲ့ဘဝဟာအနာဂတ်မှာခိုင်မာပါလိမ့်မယ် ဟုတ်ကဲ့ပါဆရာငွေကြေးနဲ့ပတ်သက်တဲ့စာအုပ်တွေဖတ်ပါ YouTube ပေါ်မှာငွေကြေးနဲ့ပတ်သက်တဲ့ဗီဒီယိုတွေကိုကြည့်ပါဟုတ်ကဲ့ပါဆရာငွေကြေးအကြောင်းပြောနေတဲ့သူတွေကို social media ပေါ်မှာ follow လုပ်ထားပါနားထောင်ပါစိတ်ချယုံကြည်သူတွေကိုငွေကြေးနဲ့ပတ်သက်လို့မေးခွန်းတွေမေးပါเนาะအကြောင်းမလို့ဆရာကဒီနေ့ဥရေသာနှစ်ဖြစ်တဲ့ငွေမရှာခင်ပညာကိုအရင်သင်ပါလို့ ဟုတ်ကဲ့ပါဆရာဒါလေးကိုပြောခဲ့ရင်ဖြစ်ပါတယ်ဟုတ်ကဲ့ပါဆရာဆရာမပြောခင်ရတော့ဗောနော်ဒီငွေကြေးอ่ะဗောနော်ရှာဖွေမယ်ရှာဖွေပြီးရင်စုဆောင်မယ်ဆိုတဲ့ဘက်မှာပဲသွားတယ်ဗောအခုကြဆရာနေပြီးတော့မငွေကြေးကိုကရိယာတစ်ခုအနေနဲ့ပြောင်းလဲပြီးအောင်มาဗောနော်အသုံးချပါဆိုတဲ့စကားလေးနဲ့တကယ်ကိုထိမိတယ်ဗောနော်ဘဟုတုတ္တရတွေပြီးသွားတဲ့အတွက်ဆရာကိုထူးခဲ့ကျေးဇူးတင်ပါတယ်ဆရာဟုတ်ပါပြီ